မနက်ဖြန်အောက်တိုဘာလ16ရက်နေ့အတွက်မိုးလေဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံမြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကြံတပီလုံးမှာတော့တိမ်အထင်းထဲမှာတိမ်ထူထက်နေရကိုတွေ့ရပါတယ်။ကံယူရန်ဒေတာမြို့ဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေတာတချို့မှာ နေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။မနက်ပြန်အတွက်ခမ်းမန်းချက်ကတော့ကပလီပင်လယ်ပင်နဲ့ပင်ကလာပင်လယ်အော်တို့မှာ တိမ်အသင်းစင်မှာတိမ်တူးထနိုင်ပြီးကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းစင်ဖြစ်ထွန်းနိုင်ပြီးမုတ်တုံလေးအားအနှဲငယ်ရှိနိုင်ပါတယ်။တနင်္သာရီကံယူတန်ရခိုင်ကံယူတန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်းစင်ရှိနိုင်ပါတယ်။နေပြီးတော့သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်း တနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထချုံရွာသွန်းနိုင်ပြီးကချင်ပြည်နယ်မှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်တဝယ်မြို့တို့မှာ30ဒီဂရီစင်တီဂရိတ်ရှိနေ၊ဖမ်းမြို့မှာ31ဒီဂရီစင်တီဂရိတ်အထိသေးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံရှေ့ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွှန်းကိန်းဟာ တောင်ပိုင်းအဆင့်မှာရှိနေနိုင်ပြီးကြံတပြေလုံးမှာတော့အညုံကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလီဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ရဲ့ဆိုင်ယာဝန်ကြီးဌာနနဲ့ဝန်ကြီးချုပ်ကွန်မတိုကနေရောက်ယူဖော်ပြတာဖြစ်ပါတယ်ရှင်။